ဒီနှစ်ခေတ်မှာကျွန်တော်တို့ AI တွေကဘလောက်အထိတိုးတက်ပြောင်းလဲမှုတွေယူဆောင်လာနိုင်နေပြီလဲဆိုတာကိုလက်တွေ့ကြကြစဉ်းစားကြည့်ကြအောင်ပါလူတွေကလွန်ခဲ့တဲ့နှစ်ပေါင်း1000လောက်ခရဲကစတင်ပြီးတော့ဖြစ်တည်လာခဲ့ကြတာပါအဲ့ဒီလူယဉ်ကျေးမှုတမိုင်းတစ်လျှောက်လုံးမှာလည်းဤပညာပိုင်းစမ်းသစ်တီထွင်မှုတွေကတစ်ခေတ်ပြီးတစ်ခေတ်အဆင့်ဆင့်ပေါ်ပေါက်လာခဲ့ပါတယ် ဒါတွေကို revolution တွေအနေနဲ့ပြောရမယ်ဆိုရင်တကယ်အကြီးစား revolution ကြီးတွေရှိပါတယ် agricultural revolution လို့ခေါ်တဲ့လူ့တမိုင်းတစ်လျှောက်လုံးမှာ နေရာအတိတကြမျိုးမရှိဘဲနဲ့အမဲလိုက်ပြီးစားတောက်နေထိုင်ကြတာနေနေရာအတိတကြအခြေချနေထိုင်ပြီးတော့စိုက်ပျိုးရေးမွေးမြူရေးကိုလုပ်ကိုင်နိုင်ခဲ့မှုလျှက်စစ်တာအောက်တီထွင်နိုင်ခဲ့မှု industrial revolution လို့ခေါ်တဲ့လက်မှုပညာကနေစက်ရုံတွေအစုလိုက်အပြုံလိုက်တိဆောက်ပြီးတော့ကုန်ထုတ်လုပ်နိုင်ခဲ့မှု သတင်းအချက်အလက်တွေဖြန့်ဝေပုံစီးပွားရေးလုပ်ငန်းတွေလည်ပတ်ပုံလူတွေအချင်းချင်းဆက်သွယ်ပုံတွေကိုလုံးဝပြောင်းလဲပစ်စေနိုင်ခဲ့တဲ့ကွန်ပျူတာနဲ့အင်တာနက်တွေရဲ့ခင့်နဲ့အခုလက်ရှိ AI revolution စတာတွေရှိနေတာတွေ့ရပါတယ်ဒါရီယာလူတမိုင်းတစ်လျှောက်လုံးမှာ productivity ကိုကြီးမားစွာတိုးတက်စေခဲ့တဲ့အကျိုးကျေးဇူးအများကြီးရရှိခဲ့တဲ့နည်းပညာစမ်းသစ်မှုတွေဖြစ်ကြပါတယ်။ ဒါဆိုရင်ဒီအကျိုးဖြစ်ထွန်းမှုတွေကိုအခြေခံပြီးတော့အဆင့်တက်မှတ်ကြည့်လိုက်မယ်ဆိုရင်အခုနောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ AI တွေကဘလို့အဆင့်မျိုးမှာရှိနေမလဲနံပါတ်1နေရာကိုရနိုင်ချေရှိမလားဒါမှမဟုတ် AI ကနံပါတ်1မဖြစ်ခဲ့ရင်တော့ဘလို့နည်းပညာစမ်းသစ်တီထွင်မှုတွေကနံပါတ်1နေရာကိုရနိုင်မလဲနောက်အနာဂတ်မှာ AI တွေကြီးစိုးလာခဲ့ရင်ကျွန်တော်လက်ရှိအလောက်ကန်တွေကို AI တွေကလူယူသွားခဲ့မယ်ဆိုရင်ဆိုတဲ့အတွေးမျိုးဟာရောမှန်သလားမှားသလားစတာတွေကစိတ်ဝင်စားစရာအကောင်းဆုံးမေးခွန်းတွေဖြစ်နေပါတယ် ဒါရင်းနဲ့ပတ်သက်ပြီးတော့ကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai ကနေသူ့ရဲ့အမြင်ကို podcast တစ်ခုမှာပွင့်ဝင်လင်းလင်းဆွေးနွေးထားတာတွေရှိပါတယ်။ဒီနေ့တော့သူ့ရဲ့အဲ့ဒီ podcast ပေါ်မှာအခြေခံပြီးတော့မိတ်ဆွေတို့နဲ့အတူတူပြန်ပြီးတော့ဆွေးနွေးသွားကြဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ In 2017 or 2018, um, you know, I, I said at the time like you know ai is the most profound technology humanity will ever work on နောက်ထောင်းဆက်ခွန်ဆက်ရှစ်လောက်မှာတည်းက ai ဟာလူသားတွေတီထွင်ခဲ့တဲ့နည်းပညာတွေထဲမှာအနက်ရှိုင်းဆုံးနည်းပညာဖြစ်နေပါပြီမိဒါမှမဟုတ်လျှက်စစ်တာထပ်တောင်ပို့ပြီးတော့မှနက်ရှိုင်းတယ်လို့အရင်တည်းကလည်းပြောခဲ့မှုပါတယ်ဆိုတော့အဲ့ဒီအမြင်မျိုးကအခုထိလည်းကျွန်တော်မှရှိနေတော့မှာပဲဒါနဲ့ပတ်သက်ပြီး recency bias လို့ခေါ်တဲ့လက်တလောထွက်ပေါ်လာတာတွေကိုပဲပိုကြိုက်တတ်တယ်ဆိုတော့စိတ်မျိုးရှိမရှိဆိုတာကိုလည်းစဉ်းစားမိပါသေးတယ် အားကစားမှာဆိုရင်လက်ရှိအကောင်းဆုံးကစားသမားကိုပဲကမ္ဘာအကောင်းဆုံးကစားသမားလို့ပြောမိတယ်လို့မျိုးပါဒါပေမဲ့ AI ကတော့တခြားအားတာကျန်းတွေထက်ကိုကျော်လွန်ပြီးတော့ပိုကြီးမှပိုနှံရှိုင်းပါတယ်ခွဲစိတ်မှုခံရမယ့်အခြေအနေမျိုးမှာမေးစေးမရှိဘဲနဲ့ခွဲစိတ်ခံရတဲ့ခက်ကိုပြန်စင်းစားမိပြီးတော့ မေဆေးကလူသားတွေရဲ့အကြီးအမားဆုံးတီထွင်မှုပဲလို့ထင်ခဲ့ကြရတဲ့အတွေ့အကြုံတွေကလည်းမှန်ပါတယ်။ဆိုလိုတာအဲ့ဒီတုန်းကအချိန်ကာလတွေကိုကိုယ်တိုင်မကြုံဘူးခဲ့တဲ့အခါကျတော့တကယ်တမ်းဘလောက်ထိခက်ခဲခဲ့မယ်ဆိုတာကိုမခံစားမိပါဘူး။ ဒါမဲ့ AIO မှာဘာကြောင့်တခြားနည်းပညာတွေထက်ပိုထူးခြားတယ်လို့ဆိုရလဲဆိုတော့တကယ်ကိုထူးခြားလို့ပါပဲ။ AI ကတခြားသောနည်းပညာတွေဖြစ်ကြတဲ့လျှက်စစ်တပ်ဟာဒါမှမဟုတ်အင်တာနက်လိုမျိုးအရာရာကိုလွှမ်းမိုးထားနိုင်တဲ့နည်းပညာမျိုးပဲဖြစ်ပေမဲ့အခုလိုမြန်မြန်ဆန်ဆန်တိုးတက်နေတာပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်းအမြင့်ဆုံးဘယ် level လောက်ထိသွားနိုင်မလဲဆိုတာမသိရသေးတာ။စတဲ့အချက်မျိုးတွေကိုတော့အရင်ကဘယ်နည်းပညာမှမကြုံခဲ့ဘူးပါဘူး။ ကိုယ့်ကိုတိုးတက်လအောင်လုပ်နိုင်စွမ်းကတော့ AI ရဲ့အထူးခြားဆုံးအချက်ပါ AI ကသူ့ကိုယ်သူပိုပြီးကောင်းလာအောင်ပြန်သုံးသပ်နိုင်စွမ်းပိုတိုးတက်လအောင်လုပ်နိုင်စွမ်းနေရှိပါတယ်ဒါကြောင့်ဖန်တီးမှု creation ဘိုင်းမှာကိုရန်ကိုကြတိုးတက်မြန်ဆန်လအောင်လုပ်နိုင်တဲ့ကမ္ဘာပထမဆုံးသောနည်းပညာလို့ဆိုနိုင်ပါတယ်ဒါပဲ AI ကိုတခြားသောနည်းပညာတွေနဲ့မတူတဲ့အဆင့်တစ်ခုစီကိုရောက်သွားစေပါတယ်။ပြီးတော့ AI ကသုတေသနလုပ်ငန်းတွေမှာဆိုရင်လူသားတွေထပ်တောင်တာလုံနဲ့စွမ်းဆောင်ရည်ကိုပြသနိုင်တဲ့အထိအခြေအနေတွေဖြစ်လာပါတယ်။ AI ရဲ့သူ့ကိုယ်သူမနေ့ရက်ထက်ဒီနေ့ပိုကောင်းလာအောင်သာဖန်တီးနိုင်ခဲ့မယ်ဆိုရင်ဒါတကယ်ကိုကြီးမားတဲ့ပြောင်းလဲမှုကြီးပါပဲ AlphaGo ရဲ့ Mu37 လိုမျိုးပဲလူသားကိုအနိုင်ယူပြနိုင်ခဲ့တဲ့ milestone တွေအားလည်းဒီအချက်ကိုတတ်သိပြနေပါတယ် AI ရဲ့သူ့ဘာသာသူအသက်အစမ်းတွေကိုရှာဖွေနိုင်မယ်သူ့တည်တနာတွေကိုလှုပ်လာနိုင်မယ်ဆိုရင်တော့ကြီးမားတဲ့တက်ရောက်မှုတွေထပ်ပြီးရှိလာအောင်ပါ AlphaGo စစချင်းမှာဘာမှမသိသေးတဲ့အဆင့်အနေ တရက်တာအတွင်းမှာပဲပို့ပြီးတော့တိုးတက်လာပုံတွေကိုမြင်ရတဲ့အခါဒါမှမဟုတ် AI model တွေကို30ရာခိုင်နှုန်းပြီးစီးတာနဲ့60ရာခိုင်နှုန်းပြီးစီးတာကိုနှိုင်းရှင်ကြည့်တဲ့အခါမှာဘယ်လောက်ထိကြွာချားသွားတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ဆိုတော့ဒါတွေကစိတ်အားတက်စရာကောင်းသလိုတစ်ချိန်တည်းမှာပဲနည်းနည်းလေးစိတ်မချမ်းမသာဖြစ်စရာလည်းကောင်းပါတယ်။ဒါလည်းလူသားတစ်ယောက်အနေနဲ့ခံစားရနိုင်တဲ့အမှန်တရားတစ်ခုပါပဲ။ အရင်တော့ဆိုရင်ကိုယ်စိတ်ကူးထဲမှာရှိနေပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဖို့ခက်ခဲနေခဲ့တဲ့လူတွေအတွက်တော့ AI ကတကားဖွင့်ပေးလိုက်သလိုပါပဲ။ဥပမာကိုယ်ခေါင်းထဲမှာရှိနေတဲ့အတွေးအခေါ်တစ်ခုကိုအရင်ကစကလုံးနေနဲ့ပဲပေါ်ပြနိုင်ခဲ့ရင် AI ကအဲ့ဒီအတွေးအခေါ်ကိုအခုဗီဒီယိုတစ်ပုဒ်ထားမှမဟုတ် software တစ်ခုအနေနဲ့ဖန်တီးပေးလာနိုင်မယ်။ဒါကလူတိုင်းနေပါကိုယ်အစွမ်းအစကိုထုတ်ဖော်ပြသနိုင်စွာပိုရလာတာပါ။ AI ကလူတိုင်းကို creator တွေဖြစ်စေနိုင်တယ်လို့ပြောရမယ်သဘောပါပဲ။လွန်ခဲ့တဲ့နှစ်40လောက်တုန်းကဆိုရင် programmer ယာတို့အတွက် interview ဝင်နိုင်တဲ့လူက9ယောက်လောက်ပဲရှိခဲ့ရတာနေ YouTube လို platform တွေပေါ်လာတဲ့အခါကျတော့ထောင်ထဲချီတဲ့လူတွေ programmer လုံးလာနိုင်တဲ့လိုမျိုးပါပဲ။ AI ကြောင့်ဆိုရင်တော့လူတန်းပေါင်းများစွာဒါမှမဟုတ်ဒီထက်ပိုရင်ဘီလီယံနဲ့ချီတဲ့လူတွေတောင်မှပဲသူတို့ရဲ့ဖန်တီးမှုတွေကိုကဘာကြီးနဲ့မိတ်ဆက်ပေးလာနိုင်မယ်။ ဒါ software သတင်းအချက်အလက် game စတာတွေဖန်တီးရမှာလည်းအတူတူပါပဲအားလုံးကပို့ပြီးလွယ်ကူလာပြီးတော့လက်လန်းလဲမှီလာကြပါလိမ့်မယ်ဒါမဲ့ AI နဲ့အများကြီးပေါ်ထွက်လာပြီးတော့ AI နဲ့ဖန်တီးတဲ့ content တွေ AI podcast တွေစသဖြင့်အများကြီးအများကြီးထွက်ပေါ်လာကြတဲ့အခါမှာကမ္ဘာပေါ်မှာလူတွေကလူသားဆန်တဲ့ဖန်တီးမှုတွေကိုပဲပို့ပြီးတံပိုးထားလာနိုင်ပါတယ် ဥပမာစစ်တူရင်ပွဲကို AI နဲ့အချင်းချင်းကစားနေကြတာထက်ကမ္ဘာချန်ပီယံလူသားစစ်စစ်တွေကစားတာအောင်မှာပိုပြီးကြည့်ကျင်နေကြသလိုမျိုးပါဘောလုံးပွဲတစ်ပွဲမှာမက်ဆီဘောလုံးဆွဲလာတာကိုကြည့်ပြီးတော့ခံစားရတဲ့စိတ်ခံစားမှုမျိုးကိုသူ့ထက်ပိုတော်တဲ့ဆက်ရုပ်တစ်ခုကဘယ်လောက်ပဲပိုကောင်းအောင်ကစားပြနေပါစေလူသားတယောက်လိုခံစားချက်မျိုးတော့ပေးဆွမ်းနိုင်မှာမဟုတ်ပါဘူး အချုပ်ပြောရရင်တော့ AI ကသတင်းအချက်လက်တွေရှာဖွေဖို့လက်ခံပုံဖန်တီးပုံတွေကိုလုံးဝပြောင်းလဲပစ်မှာပါ။ YouTube ကသတင်းနေနဲ့သတင်းဆောင်မတွေဖန်တီးမှုပုံစံတွေကိုပြောင်းလဲပစ်ခဲ့တယ်လို့မျိုးပါပဲ။ AI ကလည်းဒီထက်ပိုပြီးကြီးမားတဲ့တက်ရောက်မှုတွေယူဆောင်လာပါလိမ့်မယ်။ဆိုလိုတာလူသားတွေရဲ့ဖန်တီးနိုင်စွမ်းကိုမယုံနိုင်လောက်ဆရာကောင်းမြင့်တင်ပေးမှာဖြစ်ပြီးတော့အရင်ကလုံးဝမမြင်ခဲ့ဘူးတဲ့ဖန်တီးမှုမျိုးတွေကိုပါ မြင်လာရစေမှာဖြစ်ပါတယ်။ဒါအခုလက်ရှိအချိန်ဆိုတာလုံးဝစစချင်းအချိန်ပဲရှိပါသေးတယ်။ နောင်လာမဲ့10နှစ်နှစ်20အတွင်းမှာဆိုရင်ဘာတွေဆက်ပြီးဖြစ်လာအောင်မလဲဆိုတာကိုစိတ်ကူးကြည့်ုံနဲ့တင်အန်အောလောက်ဆရာအခြေအနေတွေအများကြီးကိုတွေ့ရပါလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းပဲပြောသွားခဲ့တာကိုတွေ့ရပါတယ်။သူပြောသွားခဲ့တာတွေကိုကြည့်လိုက်မယ်ဆိုရင်လေ AI ရဲ့အနာဂတ်ဖန်တီးမှုနယ်ပယ်အပေါ်တက်ရောက်မှုတွေကိုအတော်လေးအကောင်းမြင်စိမ့်နဲ့ခံမှန်းပြနိုင်ခဲ့တယ်လို့ယူဆရပါတယ်။ အထူးသဖြင့် AI ဟာသူ့ကိုယ်သူတိုးတက်လာအောင်လုပ်နိုင်စွမ်းရှိတာနဲ့လူတိုင်းရဲ့ဖန်တီးနိုင်စွမ်းတွေကိုအစာပေါင်းများစွာမြင့်တင်ပေးနိုင်တာဆိုတဲ့အချက်တွေက AI ရဲ့ထူးခြားတဲ့အားသာချက်တွေဖြစ်တယ်လို့ပြောရမှာဖြစ်ပြီးတော့နောက်အနာဂတ်မှာဖြစ်လာနိုင်ခြင်းရှိတဲ့အပြောင်းအလဲတွေကိုလည်းအနည်းဆက်ဆုံးသုံးသပ်ပြသွားတာကိုတွေ့ရပါတယ် AI ခင်မှာတော့လူသားတွေရဲ့ emotion နဲ့ဆက်နွယ်တဲ့အခမ်းကဏ္ဍတွေကတော့တန်ဖိုးထားတန်ဖိုးရှိနေအောင်မယ်ဆိုတဲ့အမြင်အားလဲပဲအတော်လေးကျေနပ်စရာကောင်းတယ်လို့ထင်ပါတယ် ဒါပြင် AI နဲ့တိုးတက်လာနိုင်စွမ်းကလည်းအမြင့်ဆုံးဘလောက် level မျိုးအထိရောက်သွားနိုင်မယ်ဆိုတာမသိသေးဘူးဆိုတော့ပြောဆိုချက်မျိုးကလည်းစိတ်ဝင်စားစရာအကောင်းဆုံးလို့မြင်မိပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ရောသူ့ရဲ့တုံးသက်ချက်တွေအပေါ်မှာဘလို့အမြင်မျိုးတွေရှိပါသလဲမိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။